တာကဲရူနယ်ဘုတ်ထန်တို့ကနောက်ထပ်တစ်ချိန်ပွဲဖြစ်ဖို့နှိစက်လာပြီးလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့16ရက်နေ့ပွဲစဉ်အပြီးမှာတာကဲရူကအနိုင်ရရှိပြီးတဲ့နောက်မှာတာကဲရူနယ်ဘုတ်ထန်တို့ကိုစင်ပေါ်မှာ face to face ရှင်ဆိုင်ပေးခဲ့တာလည်းဖြစ်ပါတယ်။မင်္ဂလာပါ။ Face Bombing ကလည်းကြိုးဆိုပါတယ်။ဝမ်ချမ်ပီယံရှစ်ရဲ့နောက်ထပ်ပြိုင်ပွဲတွေမှာတော်တော်လေးကိုကြည်ကောင်းလာဖို့ရှိပါတယ်။အခုနောက်ပိုင်းဝိုင်း5 night ရဲ့ခေါင်းပွဲစဉ်တွေအတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတာပဲဖြစ်ပါတယ်။ တာဂဲရူနဲ့ရော်ထန်တို့ကပွဲဖြစ်ဖို့အတွက်ရှိနေတာလည်းပဲဖြစ်ပါတယ်။တာဂဲရူအနေနဲ့ရော်ထန်နဲ့မကြေပွဲထိုးပြီးလို့ရှိရင်ဖိုက်တာဘွားကနေအနားယူတော့မှာလည်းပဲဖြစ်ပါတယ်။သူနောက်ဆုံးသူတက်ခဲတဲ့ပွဲမှာလည်းအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။သူပွဲကစားပြီးတဲ့နောက်မှာတော့ Takeru ကသူ့ရဲ့ Instagram မှာကျွန်တော်ကစားသမားဘဝရဲ့နောက်ဆုံးပြိုင်ပွဲအဖြစ်ကျွန်တော်ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးအဆုံးဖြတ်ပွဲနိုင်သူကနိုင်ရမယ်ဆိုပြီးတော့ Instagram မှာတင်ခဲ့တာလည်းပဲဖြစ်ပါတယ်။ ဒီလိုပဲ rotan ကလည်းသူ့ရဲ့ Instagram account မှာသူလိုချင်တဲ့အတိုင်းဖြစ်ရမယ်ဆိုပြီးပြောသွားပြီးတော့မကြခင်မှာပြန်ဆောင်ရမယ်လို့ပါပြောသွားခဲ့သေးတာဖြစ်ပါတယ်။ Takeru ကကစ်ပေါင်စင်မှာ တန်းစင်နဲ့ရှင်းပြန်ခဲ့ပြီးတော့ဒုတိယအချိန်မှာအလဲထိုးတဲ့အနိုင်ရရှိပြီးတဲ့နောက်မှာဥက္ကရာကြီးချက်စရီအနေနဲ့ရော်တန်နဲ့အတူကွင်းထဲမှာ face to face ရင်ဆိုင်စေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲတာကဲရုနဲ့ရော်တန်တို့ကပထမအကြိမ်တွေ့ဆုံမှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ပထမအကြိမ်တွေ့ဆုံမှုမှာတော့ဘောထန်ကတာကဲရူကိုဖိဖိစီထိုးပြီးတော့ပထမအချိန်မှာလည်းအလဲထိုးနဲ့အနိုင်ရရှိခဲ့ရလဲပဲဖြစ်ပါတယ် တာကေရူအနေနဲ့ရော်ထန်ရဲ့လက်သီးချက်တွေကိုခံနိုင်ခြင်းမရှိဘဲနဲ့ပထမအချိန်မှတည်းအလဲထုံးနဲ့အရှုံးနှိမ့်ခဲ့တာလည်းပဲဖြစ်ပါတယ်။တာကေရူအနေနဲ့ရော်ထန်ကိုအလဲထုံးနဲ့ရှုံးနှိမ့်ခဲ့တာကြောင့်သူ့အနေနဲ့အတော်လေးကိုအဆက်ရခဲ့ရပါတယ်။ဒါကြောင့်လည်းသူ့အနေနဲ့သူ့ရဲ့စိတ်ထဲမှာတစ်ချိန်ချိန်မှာရော်ထန်ကိုပြန်လည်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့ရလည်းပဲဖြစ်ပါတယ်။ရော်ထန်ဆိုတဲ့ကစားသမားကလည်းအရင်ကြီးကောင်းတဲ့ကစားသမားပဲဖြစ်ပါတယ်။ သူ့ရဲ့မာကုန်သူ့ရဲ့ပါဝါကပြောစရာမရှိလောက်ကောင်းပါတယ်။မြွေထိုင်းကိုကစ်ပေါင်စင်မှာကောပါတော်တော်လေးကိုပြိုင်ဘက်ကင်းတဲ့အနေထားပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပြိုင်ပွဲမှာလည်းရော်ထန်ရဲ့ပွဲကပါဝင်လို့လာပါသေးတယ်။ရော်ထန်ရဲ့ပြိုင်ပွဲက Flying Wave တမ်းမှာနောင်အိုနဲ့ခပတ်ကိုလူရမှာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပြိုင်ပွဲမှာပြဿနာလေးတွေများများတက်သွားတယ်။နောင်အိုနဲ့ရော်ထန်နှစ်ယောက်လုံးကဝိတ်အောင်ပြီးတော့ Hydration တမ်းမှာ နောင်ဦးကကြားခဲ့တာကြောင့်တကယ်လို့နောင်ဦးနိုင်ခဲ့လို့ရှင်လက်ခပ်မရဘူးဆိုတဲ့ပြဿနာတက်တဲ့နောက်ပိုင်းပွဲချိန်နီးလာတဲ့အချိန်မှာတော့ရော်ထန်ကကျမ်းမာရေးပြဿနာကြောင့်ပြိုင်ပွဲကနေနှုတ်ထွက်သွားတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့ပြိုင်ပွဲကို မကြီးလိုက်ရဘဲနဲ့ချန်ပီယံလူပွဲတစ်ပွဲကိုကျွန်တော်တို့အနေနဲ့နင့်နာသွားတာလည်းပဲဖြစ်ပါတယ်။ဒီအချိန်မှာတော့တာကဲရူအနေနဲ့ဘရိုထန်ကိုပြန်လည်ရင်ဆိုင်ဖို့အတွက်ကိုအခွင့်အလမ်းအကြီးကြီးမားမားရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့အတွက်သူဘလောက်ထိဝမ်းသာခဲ့လဲဆိုတာကိုအားလုံးမျက်မြင်ကိုယ်တွေ့မြင်ပြီးကြပြီလည်းပဲဖြစ်ပါတယ်။သူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တာကဲရူအနေနဲ့ပုံမှန်လက်တီးသွဲလုံးနဲ့ chicken jet တွေတော်တော်လေးကိုအားကောင်းလာတာတွေ့ရမှာဖြစ်ပါတယ်။မာဟိုမိုက်မှာလည်းတတိတသာပို့ပြီးတော့ကောင်းလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ကစားသမားဘဝရဲ့နောက်ဆုံးအချိန်မှာပရိုတန်လိုကစားသမားမျိုးနဲ့ရှင်ပြိုင်မှုအတွက်ကိုသူကရွေးချယ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီပွဲမှာသူကအနိုင်ရလူစိတ်အရန်ကို ပြင်းထန်နေရလည်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကတော်တော်လေးကိုကြီးလို့ကောင်းပဲပြိုင်ပွဲဖြစ်လာပါလိမ့်မယ်။အမှန်တိုင်းပြောလို့ရှိရင်ဒီ flying weight တန်းမှာပရိုတန်ကိုရှင်နေတဲ့ကစားသမားဆိုတာကခစ်ပေါင်စင်ကိုမူရင်းနှစ်ခုလုံးမှမရှိသေးပါဘူး။ ပထမဆုံးထိုးခဲ့တဲ့ Broughton နဲ့ Takeru ရဲ့ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လေ Takeru က Broughton ကိုအလဲထိုးနဲ့ရှင်းနေခဲ့တယ်။ဒါကြောင့်မလို့ Broughton ကဘလောက်ထိကောင်းပြီးတော့ဘလောက်ထိပါဝါပြင်းနေဆိုတာကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ Broughton အနေနဲ့ဂျားထဲမှာပွဲထိုးအောင်ဆိုပေမဲ့ဂျားထဲမှာသူ့ရဲ့ trainee တွေကမပြတ်ဖဲနဲ့ဆက်လက်လှုပ်ဆောင်နေရလည်းဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့် အကြောင်းမျိုးမျိုးကြောင့်ပွဲပြတ်သွားတဲ့ဆိုပေမဲ့ Broton ရဲ့လေ့ကျင့်မှုတွေကမပြတ်သွားတဲ့အတွက်ကြောင့်မလို့ Broton အနေနဲ့ Takeru ကိုရှင်ကစားနိုင်မယ်ဆိုတာတော့သိကြပါဗျ။ Takeru အနေနဲ့ Broton ကိုအနိုင်ရချင်တယ်ဆိုလို့ရှိရင်သူ့အတွက်မောင်းခုံပိုင်းလတိပါဝါပိုင်းနဲ့ပညာပိုင်းဆိုင်ရာတွေမှာအများကြီးပြင်ဆင်ထားဖို့လိုအပ်ပါသေးတယ်။ Takeru ဆိုတာကလည်းဂျပန်နိုင်ငံမှာပုံရိပ်မြင့်မားတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ပြောလို့ရတယ်။ဂျပန်မှာ Takeru ကအအောင်မြင်ဆုံးကစားသမားဆိုလို့ရှိရင်လည်းမမှားဘူး။ သူတို့နှစ်ယောက်ရဲ့ဘွဲကလက်ရှိပဲချင်းထိုးမလဲဆိုတာတော့တေချာတော့မသိရသေးဘူးသေးချာရာက2026လောက်မှာပဲထိုးဖို့များတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပြိုင်ပွဲကသက်သက်လပိုင်းလောက်မှမှပြီးထားတာကြောင့်လို့ပြောလို့ရတယ်။တာကေရုအနေနဲ့သူကကစားသမားဘဝကနေအနာယူသွားပြီးတဲ့နောက်မှာသူရဲ့ကစားသမားဘဝပုံရိပ်လှစီဖို့အတွက်နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ Broten ပွဲကိုအနိုင်ထိုးဖို့တော့လိုအပ်ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီပွဲစဉ်ကဘယ်နည်းလာမလဲဆိုတာကိုစောင့်ကြည့်ရမှလည်းဖြစ်ပါတယ်။ မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ fight cat တွေ fight analysis တွေနဲ့ပွဲကြုတ်ခံမှန်းချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးနေပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။